အားလုံးမင်္ဂလာပါခင်ဗျာမတ်လ25ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့တဲ့တွေကိုတင်ဆက်ပြောင်းမယ်ဒီနေ့ဒီမှာတော့ပုံမှန်လေးလေးပြောရရင်တော့တဲ့င်းရရှိမှုကအများဆုံးကဘာဖြစ်နေလဲဆိုတော့မကြခင်မှာအတက်မတော်နေရှိတယ်မတ်လ28ရက်နေ့မှာအဲ28ရက်နေ့ပြီးရင်ဒါမှမဟုတ်28ရက်နေ့မတိုင်းခင်သူတို့ပြစ်မှတ်ထားတိုက်ခိုက်မဲ့နေရာတွေကလည်းတဲ့င်းကြားတယ်ဥမာမင်းဖြူမြို့နယ်တွေကအချို့နေရာတွေ တချို့မျိုးတွေတော်တော်များများကိုအဲ့လိုမျိုးပြောတာရှိတယ်ပေါ့နော်ဟုတ်သည်ရှိမဟုတ်သည်ရှိနော်မပြီးတော့ခင်ရရှိအနှဲငယ်တော့ဂိူးဆိုင်ဖို့လိုမယ်လုံညိုတက်ဖုံးဝင်နေဂိမ်းမှထိုင်ပြီးတော့ဖုံးပွက်နေတာတွေနော်ဒါမျိုးတွေမလုပ်သင့်ဘူးချိန်နဲ့တပြေးညီစောက်ကြည့်တုတ်ပြန်မှုလိုတယ်ဘာကြောင့်လဲဆိုတော့ဒါကဖြစ်လေဖြစ်တာရှိတယ်လေအထိမ့်မှတ်နေတယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဲကြံဖတ်မှုတွေလောက်တက်တဲ့ဒလိ ုံစံရှိတယ်ပေါ့နော်ဆိုတော့နောက်သတင်းတော့ဘုတ်က24ရက်နေ့နော်တထူးကြီး PDF တွေကိုတိုက်ခိုက်ခဲ့တဲ့လက်နက်ကြီးပေါ့လက်နက်ကြီးတိုက်ခိုက်ခဲ့တဲ့အချိန်မှာအဲလက်ဝဲမြင်းညီနော်အဲ့ဒီကြေးရွာမှာလေကြောင်းရှင်းလင်းမှုအချိန်မှာအဲ PDF အနည်းဆုံး73ဦးလောက်တည်ဆုံးခဲ့ပြီးတော့90လောက်တရားရရှိခဲ့တယ်လို့သိရတယ်။အဲတချို့ PDF ခေါင်းဆောင်တွေရဲ့အိမ်ပေါ့ အိမ်မှာသူတို့ကနှစ်ထပ်တိုက်အိမ်ဆိုလို့ရှိရင်အပေါ်တက်ကလက်နက်ကြီးထားတဲ့ဟာအကုန်လုံးပျက်စီးသွားတယ်။အခဲရံတွေအကုန်လုံးပျက်စီးသွားတယ်ပေါ့နော်။နေရာအနှံ့အပြားတိုက်ခိုက်ခဲ့ပြီမဲ့အချို့နေရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုချိန်ထိတော့တီးပြူနေသေးဖြစ်ပါတယ်။ဒီနောက်ဆုံးရထားတဲ့သတင်းတွေအရာတော့အဲတည်သွားတဲ့ PDF က73ဦးရှိတယ်။ဒဏ်ရာရတဲ့သူကတော့50ဝန်းကျင်လောက်ရှိတယ်။အဲ့ဒါတွေကိုရှင်းလင်းဖို့အတွက်အခုအဲ့ဒီလက်ဝဲမြင်းကြီးရွာတွေမှာ လူတွေစုပြီးတော့ဗောနော်ဒီအပျက်စီးတွေအမိုက်တွေရှင်းနေကြတယ်ပေါ့ဆိုတော့အဲ့လိုပဲဒီလောက်ပဲလားဆိုတော့လည်းမဟုတ်ဘူးအဲ့ဒီရွာကဒေတာခန်တွေကိုခေါ်ပြီးတော့အစီဝေးတစ်ခုလုပ်ပါတယ်ဘာအစီဝေးလုပ်လဲဆိုတော့ဒီပျက်စီးသွားတဲ့လက်နက်ခရမ်းတွေပြန်ပြီးဖြည့်တင်ဖို့နော်ပတ်စံတွေဝိုင်းလူကြဖို့ဆိုပြီးတော့အစီဝေးတစ်ခုလုပ်လာတယ်ရှိတယ်ဗောနော်နောက်တစ်ရင်တစ်ပုတ်ကတော့ရန်ကုန်တိုင်းဒေသကြီးနော်လှိုင်တာယာမြို့နယ်ဗောလှိုင်တာယာရှိပိုင်းမြို့နယ်မှာနဝရီအိမ်ရံမှာဗောနော် အမျိုးသားတအူးကိုငွေကျပ်1000နာငွေဆက်ကူတွေနဲ့အတူဖန်စီရမိခဲ့လို့သိရပါတယ်။မတ်လ22ရက်နေ့ညနေပိုင်းကဖန်စီရမိခဲ့တာဖြစ်ပါတယ်။ဖန်စီခံရတဲ့သူကတော့အသက်42နှစ်ရဲ့ကိုဆိုးနိုင်ဖြစ်ပြီးတော့နဗဒီအိညာပေါ့နော်။ရှော့ဟောက်တန်ဆိုင်ရင်ညီတဲခုခံအနီးမှာလမ်းလျှောက်လာတဲ့အချိန်မှာဖန်စီရမိခဲ့တာဖြစ်ပါတယ်။ဆိုတော့1000နာ43ရက် နဲ့အတူဖန်ဆီးရမိတာဖြစ်ပါတယ်အဲ့တော့သူ့တော့ဘ ਹੁ ပံဥပဒေနဲ့အရေးယူဖို့အတွက်ဒါလှုပ်ထားတယ်ပေါ့နော်နောက်တစ်နေ့ဘုကတော့ဒါဝါယာဆုပြည်သူစစ်ဖွဲ့တွေပေါ့ဝါယာဆုပြည်သူစစ်ဖွဲ့နဲ့လူမျိုးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့လက်တနိုင်းမြကြီးနာလမ်းမိုက်မှာရှိတဲ့လဝါကြီးရွာနဲ့ခွန်ဆိုင်ရန်ကြီးရွာတွေကိုအဲခြေပြုတ်ပြီးတော့ဆက်ကြီးကောက်နေတဲ့ KI အဖွဲ့တွေကိုတိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။စခန်းတွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ နောက်တဲ့နေ့ဘုကတော့ဒါ online လိမ့်လည်မှုတွေပြုလုပ်နေတဲ့เนาะနိုင်ငံသားတွေတရားမဝင်နိုင်ငံသားတွေကိုအဲဖိလစ်ပိုင်နိုင်ငံသား30ဦးနဲ့လာအိုနိုင်ငံသား23ဦးကိုမြန်မာနိုင်ငံဘက်ပြန်ပြီးလွှဲပြောင်းပေးခဲ့တယ်လို့သိရတယ်။ဒီနေ့နောက်ဆုံးရတဲ့တင်အရာအဲထပ်ပြီးတော့230လောက်ဒါစစ်စီဖော်ထုတ်ဖန်ဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။အဲမတ်လ24ရက်နေ့မှာထွက်လာတဲ့ရုပ်သံအရမိုးပြေလွိုက်ကောသွားတဲ့လမ်းမှာရှိတဲ့ လဝါကတ်တိုင်ကုန်းကိုလာပြီးတော့ကတ်လာတဲ့မူပြဲ PDF ပေါ့နော်။ကြား PDF တွေကို တက်ကအဒရော့ဘုံချတိုက်ခိုက်ပြီးရှင်းလင်းခဲ့လို့သိရပါတယ်။ဒီတိုက်ခိုက်မှုမှာလည်းသေဆုံးမှုတွေအများအပြားကျွန်တော်တို့ဒီရုပ်သံမှာမြင်ရတာဖြစ်ပါတယ်။နောက်တစ်ခုကနိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌပေါ့နော်။နိုင်ငံတော်ဝန်ကြီးချုပ်ကတတိယတပုတ်ထပ်ပြီးတော့ပြေးပြန်ပြီ။မပြေးပြန်ပြီဆိုတော့သူအစည်းအဝေးလုပ်တော့ပေါ့နော်။အစည်းအဝေးထဲမှာဘာထည့်ပြောလာလဲဆိုတော့ လာမယ့်ဒီဇင်ဘာလပေါ့လာမယ့်ဒီဇင်ဘာလမှာဒီပါတီစုံဒီမိုကရေစီအထူးထူးရေကောက်ပွဲကျင်းပနိုင်ဖို့အတွက်တိုင်းဒေသကြီးပြည်내တွေအကုန်လုံးနော်တိုင်းဒေသကြီးပြည်내အလိုက်တစ်ခုချင်းစီအလိုက်လုံခြုံရေးလုပ်ငန်းတွေကိုစနစ်တကျဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အကြောင်းမှာကြားရတယ်ပေါ့နော်အဲဒါဆို PPCD လုပ်ဖို့စနစ်တကျလုပ်ဖို့ဆိုပြီးတော့မှာကြားတယ်အဲတော့ပြောလို့တော့ရသွားပြီပေါ့ပြောလို့ရသွားပြီဆိုတော့ဒါကအာလာမယ့်ဒီဇင်ဘာလဒါမှမဟုတ်လို့ရှင့် လာမယ့်ဇန်နဝါရီနောက်နှစ်လာမယ့်ဇန်နဝါရီလမှာရွေးကောက်ပွဲလုပ်မယ်ဆိုတာတည်ကြတယ်လို့ဖြစ်သွားပြီဆိုတဲ့သဘောပေါ့နော်အဲ့တော့နိုင်ငံတော်အကြီးအကဲကတော့တည်တည်ချာချာပြောတဲ့အချိန်မှာတော့ကျွန်တော်ထင်တာတော့ကိုအောက်ခြေကနော်လောမဲ့သူတွေလည်းစနစ်တကျလှုပ်တင်တယ်နောက်ပြီးတော့ဒီမိုကရေစီနော်ပါတီစုံအထူးရွေးကောက်ပွဲကိုတကယ်ကြုံချင်တယ်တကယ်လည်းလူချင်းတယ်ဆိုလို့ရှိရင်တော့အဖြတ်မောက်တွေရက်ကမယ်အဖြတ်မောက်လုပ်တဲ့သူတွေကိုလည်း เนาะအစိုးရနဲ့ပူးပေါင်းပြီးတိုက်ဖျက်မှာဒါမှဘာသာကျွန်တော်တို့အစိုးရတရက်ပေါ်လာပြီးတော့နိုင်ငံငြိမ်းချမ်းရေးအတွက်အမြန်ဆုံးလုပ်လို့ရမယ်ပေါ့เนาะနောက်ပြီးတော့ဒီရက်ပိုင်းပေါ့เนาะဒီရက်ပိုင်းမှာဂါဇာဒေသမှာဟိုအရင်ကပြီးခဲ့တဲ့တိုက်ပွဲတွေက၄000ကျော်တည်ဆုံးခဲ့တယ်ပေါ့เนาะတိုက်ခိုက်မှုဒါထပ်ပြီးတော့ဒီရက်ပိုင်းမှာထပ်ပြီးကြောပြန်တိုက်ခိုက်မှုတွေကြောင့်ဂါဇာဒေသမှာပြည်သူ9000ကျော်တည်ဆုံးခဲ့တယ်လို့သိရပါတယ်စုစုပေါင်းပေါ့เนาะစုစုပေါင်း9000ကျော်တည်ဆုံးခဲ့တယ်လို့သိရပါတယ်ဆိုတော့ လူပေါင်း9000လောက်တည်ခဲ့တဲ့တရက်ခံနေတန်ရဟုကသွားလာ စားတော့လို့ဆင်းပြေးနေတယ်။ဒါပေမဲ့လည်းတော့ဟိုလူ2000လောက်မွေးစီဝါကိစ္စနဲ့ရှင်းလင်းခဲ့တဲ့ဒုတာတီးကြတော့ ICC ကဖမ်းသွား။သူကအဲ့ဒါเนาะအဲ့တော့လူ9000လောက်တည်ကြည်ပြင်းအောင်လုပ်ခဲ့တဲ့အစ္စရေးဝန်ကြီးချုပ်နေတန်ရဟောတော့ AC ပဲသွားလာလို့ရနေတယ်။ နော်ပါလက်စတိုင်းဒေသမှာရှိနေတဲ့ကာဇာကမ်းမြောက်ဒေသမှာရှိနေတဲ့အဆောက်အဦရဲ့80 80ရာခိုင်နှုန်းလောက်ဖျက်ဆီးရှင်းလင်းခံလိုက်ရတယ်လူတွေရဲ့တပ်ဝင်စီးတိမ်တွေပျက်စီးသွားတယ်ဒါပေမဲ့အစီပဲဘာမှဖြစ်မနေဘူးနော်နောက်တဲ့နေ့ဘုကတော့ရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်ပေါ့နော်ရန်ကင်းမြို့နယ်ကလက်စစ်တပ်ဖြန့်ဖြူးရေးအဖွဲ့ကလူမှုကွန်ရက်မှာရေးထားတယ်ပေါ့အဲ့ဒါကရန်ကုန်တိုင်းဒေသကြီးအရှိပိုင်းခရိုင်အုပ်စုပေါ့အဲ့ဒီမှာလက်စစ်မီး ပြီးဝီရေးကိစ္စအရှိပန်းခံအုပ်စုကို၃ခုခွဲပြီးတော့၄နိုင်လား၈နိုင်ပြည့်စနစ်ကိုပြောင်းလဲမယ်တဲ့အရှိပန်းခံအုပ်စုမှာပါဝင်တဲ့မြို့နယ်တွေကိုဒီလိုပြောင်းလဲမယ်လို့ပြောတယ်ပေါ့နော်ကျွန်တော်ကတော့ဘာမှတော့မပြောချင်တော့ဘယ်အစိုးရပဲတက်တက်နော်လျှက်စစ်မီးရရှိရေးကိုဒီဇိုင်းမမတ်ဆောင်ရွက်စီချင်တယ်ဘာကြောင့်လဲဆိုတော့လျှက်စစ်မီးရရှိရေးဒီနံပါတ်1အရေးကြီးဆုံးဖြစ်လာပါကျွန်တော်တို့ ီသူတွေအလိုအဆိုအညာဖြစ်လာတော့အဲ့တော့လက်စမီရရှိရေးကိုဒါဘယ်ဆိုရပါတတ်တယ်နော်ဒီမှာပဲအာယုံစားယူရစေချင်တယ်တော့တခြားဟာတွေလိုက်ဖြည့်စည်းနေတာတဲ့လက်စမီရရှိရေးကိုနံပါတ်1ဦးစားပေးပြီးလုပ်စေချင်ပါတယ်အော်နောက်တစ်ရင်တစ်ပုဒ်ကကျတော့မတ်လ22ရက်နေ့ကပေါ့နော်ဆိုလီရှိမြို့နယ်ပေါ့လီရှိမြို့နယ်ဆမ္မာရာမြို့လို့ခေါ်တာလားမသိဆမ္မာရာမြို့မှာဒေသခံပြည်သူ30ဦးလောက်ကို เนาะนาคละนักไก่นาคละนักไก่ဆိုတာလနကိုင် PDF ဖွဲ့လို့ပြောမှာပေါ့နော်နာဂလနကိုင်တောင်းကျန်သူအဖွဲ့တွေကဖန်ဆီးသွားတယ်လို့သိရပါတယ်။ဘာကြောင့်ဖန်ဆီးသွားတယ်ဘာလို့မဖန်ဆီးသွားတယ်လို့မသိရဘူးနော်။အခုဖန်ဆီးသွားတာအခုချိန်ထိတော့ဒါအဆက်အသွယ်မရသေးဘူးလို့သိရတယ်။အဲ့မျိုးပေါ်တိဝင်ရောက်ပြီးတော့ဖန်ဆီးသွားတာဖြစ်ပါတယ်။အတမဖန်ဆီးခေါ်ဆောင်ခံရတယ်။အဲ့ဒေတာခံတောင်းရှိတဲ့သူတွေအနေနဲ့ဒီလူငယ်တွေပြန်လဲလွတ်မြောက်ရေးအတွက် ကျူပန်ပေးကြပါလို့ပြောချင်ပါတယ်။မမိသားစုတွေလည်းစိတ်ပူနေတဲ့အနေအထားမှာရှိပါတယ်ခင်ဗျာ။နောက်တဲ့နေ့ဘိုးကကျွန်တော်တို့ဒီနောင်ချိုပေါ့နော်။နောင်ချိုကတော့ကိုယ့်နေပြောရင်တပ်မတော်နေမတိုင်ခင်ကတော့သူတို့ပြောသလိုတော့ရဖို့တော့မရှိဘူး။တကယ်ဆိုတော့ကျွန်တော် Ibra Ibra လာအထဲမှာတော့ရနိုင်တယ်လို့ကျွန်တော်ထင်တယ်။အဲဒီရပိုင်းတိုက်ခိုက်မှုတွေနဲ့ရှေ့ဆက်တူသွားတဲ့အခြေအနေတွေရပါပေါ့နော်။ဥပမာရှမိုတော်ဘေးမှာရှိတဲ့အာတချို့မှာဒါတိုက်ပွဲတွေဖြစ်တယ်။ ။နော်အရင်ဆုံးပြောရမယ်ဆိုရင်တက်က၃ဦးကြာတယ်။နော်ကြာတယ်လို့နော်။ခုပချမ်းက16ရောက်တော့အလောင်းရတယ်ပေါ့နော်။လက်နက်တွေကတော့အများကြီးရတယ်ပေါ့။အဲ့လိုပဲဒီပန်ပွေးပချမ်းတက်တဲ့ပချမ်းမှလည်းတော်တော်လေးဖြည်းဖြည်းနဲ့အုံဒီအုံမဒီအုံမခါကနေပြီးတော့ရှစ်တိုးနိုင်မှုအတွက်သူတို့ကြိုးစားနေတယ်။ဒီလေချောင်းတက်ခတ်မှုတွေကိုကြောက်ကြမ်းလို့အဲအဲ့ဒီမှာရှိတဲ့ကြောက်ဘလူးတို့အဲ့တောင်တွေကိုလည်းတောက်လျှောက်ပြုလုပ်နေတာဖြစ်တဲ့အတွက် နောက်ချိုးကတော့နောက်လထဲမှာပြန်ရနိုင်တယ်လို့ဒါကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။ဆိုတော့နောက်တဲ့နေဘုကတော့ဒီပမော်ပေါ့။ပမော်မြို့နယ်ထဲမှာရှိတဲ့မန်ခါမန်ခါနဲ့ကျုံကုန်းသွားတဲ့လမ်းပေါ်မှာနော်။အဲတကယ်တော့သူကကျုံကုန်းအနီးတောင်ပြောဒါပေမဲ့မန်ခါနဲ့ကျုံကုန်းသွားတဲ့လမ်းပေါ်မှာအဲပရောတော့မန်ခါရွာထိတ်မှာ PDF တွေ KIA တွေစုနေတဲ့အချိန်မှာဒီကြောင့်တက်ခတ်မှုတွေလုပ်တဲ့အိမ်ဒီတလုံးမွားစာကျဲသွားတော့တဲ့အထိကို ဒါတိုက်တယ်အဲ့ထဲမှာအများကြီးစုနေတဲ့ထဲမှာအဲ့ဒီအိမ်ဒီအိမ်ဒီထဲမှာဝင်ခုနေတဲ့ထဲမှာအလုံးကြီးတဖုံဝင်နေတော်ဖို့ချတိုက်ခိုက်တယ်ချတိုက်ခိုက်တဲ့မှာတောက်လျှောက်ထိတယ်ထိတဲ့ချိန်မှာဒီလိုကမ်းပေါ်တက်မပြေးဘူးနော်ကွင်းလန်းလမ်းရဲ့ဟိုဘက်ပြေးကွင်းလန်းနေပြေးတယ်ပြေးတဲ့တလျှောက်လုံးလိုက်လိုက်ချတယ်နောက်ဆုံးဒါလှီစိတ်မှာစုနေတဲ့အချိန်ထတ်ကြတဲ့လုံကခေါင်းမော်တက်တယ်ပဲအဲ့မှာမမတည်ဘူးမတည်ဘူးနောက်ဆုံးဒဏ်ရာနဲ့ထပ်ပြေးတယ် တော့အလောင်းတွေကိုလေပေါ်ကမန်ကန်တင်ပြီးတော့တန်ရနဲ့သူလေအောက်ကနေပြီးတော့လေပေါ်တက်မစီဘူးเนาะလေအောက်ကနေလေကိုဒီလိုတွေ့ပြီးတော့ရက်ပြီးသွားတယ်အဲ့ဒီပေါ်ထက်ကြတယ်เนาะအဲ့ဒီအဲ့ဒီလေပေါ်အစင်မှာထက်ကြမထက်ပြီးတည်ကြတယ်ပေါ့เนาะဘာပြောပမောဒီစုတ်လန်းတွေကိုတိုက်ခိုက်တဲ့ရုပ်တံဒီခဲမှာတော့ဒီရုပ်တံကတော့ကျွန်တော် Telegram မှာတင်ထားပါတယ်။သွားကြည့်လို့ရတယ်။ဒီရုပ်တံကတော့အကောင်ဆုံးပဲเนาะဒီတိုက်ခိုက်မှုထိခိုက်မှု အကောင်ဆုံးပဲပေါ့နော်။နောက်ထပ်တင်တဲ့ဘောကကျွန်တော်တို့ဒီ မနေ့ကတင်ဆက်ခဲ့တဲ့ထဲမှာဇဂဝင်တောင်မဇဂဝင်တောင်တုံးမီလောင်မှုပြဿနာအဲကျွန်တော်တို့ရရှိတဲ့ရင်ကတော့မိကြည့်တာကတော့ဘာမှတော့ထိခိုက်ပျက်စီးသွားတာတော့မရှိဘူးအဲမိကတော့ငြိမ်းသွားပြီလို့သိရပါတယ်အဆင်ပြေပါတယ်လူတိရိစ္ဆာန်အဆောက်အဦထိခိုက်ပျက်စီးတာမရှိဘူးလို့သိရပါတယ်ပြီးတော့နောက်တဲ့ရင်ကတော့ထိုင်းနိုင်ငံတောင်ပိုင်းစူရထာနီမှာအလုလုနေတဲ့မြန်မာလူမျိုးတွေပေါ့နော်20နဲ့တူလောင်းကစားလုပ်နေတဲ့အချိန်မှာထိုင်းရဲတွေ ဝင်ရောက်ဖမ်းဆီးသွားတယ်ပေါ့နော်။တော့21ဦးမြန်မာနိုင်ငံသား21ဦးနဲ့ထိုင်းနိုင်ငံသား2ဦးပေါ့။တော့ဖဲတွေနဲ့လောင်စာလုပ်တဲ့နေရာမှာတုံပြူတဲ့ငွေတွေနဲ့ငွေကြီးတွေနဲ့ပေါ့နော်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒီပြည်နိုင်ငံမှာသွားလဲဆိုလို့ရှင်လဲ။အဲ့လိုမျိုးလေးနေတာထိုင်တာလေးတော့စင်ရင်တဲ့နေတယ်မှာ။အပြစ်တော့မပြောလို့ပါဘူး။တခါလေအပန်းပြီတော့လုံမှာပေါ့နော်။ရှိတာလည်းရှိမှာပေါ့။ဒါပေမဲ့လည်းဂယူဒီဇိုင်းနဲ့တော့လုံပေါ့။အဲဒီမြန်မာနိုင်ငံမှာသွားတဲ့ခါကျဒီလိုမှုခင်းဖြစ်တဲ့ခါကျတော့စင်ကြီးစိတ်ရှုပ်ရတယ်ပေါ့နော်။ နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမုံစလဲမိပီးကျွန်တော်ဒုတိယတုတ်ပစ္စည်းတွေထပ်ပို့ပါမယ်မနေ့ကတော့ကျွန်တော်စီဝတ်စာ2900ထပ်ရောက်ပါတယ်ကျွန်တော်ဝတ်စာတွေထပ်ပြီးလက်ခံထားပါတယ်လာပို့တဲ့အဲကြီးရွာကလည်းသူတို့ကိုယ်တိုင်မိုးရသည်ဆိုရင်ရင်မြုပ်တဲ့ရွာပါเนาะဒါပေမဲ့လည်းသူတို့ကခက်ခဲတဲ့ခါကျတော့အဲငပိဘူးတွေအစားပေါ့နော်ပုံနေနဲ့တို့လောက်လာပြီးတော့ငပိဘူးတွေအစားပါတယ်အဲ့ဒါကျွန်တော်တို့လက်ခံရရှိထားတယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ ဥပစာကလည်း2000ကျော်2900ဆိုတော့မနည်းဘူးပေါ့နော်အလာကျွန်တော်စီကိုအရောက်ကိုကားနဲ့လာပို့သွားတယ်ဂျေစုတင်ပါတယ်အဲ့ဒါကိုလည်းကျွန်တော်ဆက်လက်ပို့ဆောင်ဖို့လှုပ်ဆောင်နေပါတယ်ဘာပြောဂျေစုအများကြီးတင်ပါတယ်အဲထပ်ပြီးတော့ပြပို့ကူညီမဆိုပြပို့ကူညီလို့ရတယ်ကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော်အောက်မှာစာတန်းထိုးထားတာဖြစ်ပါတယ်ဆက်သွယ်ပြီးတော့ပြပို့လို့ရပါတယ်တော့မကြခင်မှာဆက်ပြီးတော့ဒုတိယတစ်ချိန်ပို့ဆောင်နိုင်ဖို့ကျွန်တော်ကြိုးစားပါမယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကဒါ ဖတ်ကြမ်းတတောင်းပေါ့နော်တောင်းခံကိုပို့ထားတာရောက်သွားပြီအဲပုံလေးရလို့ရှင်ပြန်တင်ပေးမယ်ပေါ့နော်ဆိုတော့ဒီရက်ပိုင်းနည်းနည်းပြန်မှန်းနေတော့ဒီနေ့ရုပ်တံကိုတော့7မိနစ်ကြာကြာပဲရိုက်တော့မယ်ပေါ့နော်ကြည့်ရတာလည်းအရန်ရှိမှဆိုလိုပါဆိုတော့ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KP WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 398ကိုဒါတိုက်ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KP WP ဖွင့်ပြီးတော့ ျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ